မတလေးတိုင်းမတရမြို့နယ်ရှိအင်ဂျင်မြိုင်လေချောင်းရံကာကွယ်ရေးတပ်နှင့်ဆယ်ရာဂျီစီစခန်းများကိုယမန်နေ့နေ့ယနေ့နိုမလ9ရက်နေ့တွင်စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်းတော်လန်ယူတပ်ဖွဲ့များထံကသိရပါသည် နိုဝင်ဘာလ6ရက်နေ့အတွင်းမြို့လယ်အရှိချောင်းအင်ဂျင်မြိုင်ကျေးရွာနီးရှိ အမတ်ဒုက္ခဆလေလေချောင်းရန်ကာကွယ်တပ်စခန်းမြောက်ဖတ်ရှိဆယ်တော်ကြီးရေလောင်တမန်စခန်းများကိုစစ်တပ်ကယနေ့ပြန်လည်ဝင်ရောက်နေရယူသွားခြင်းဖြစ်သည်ဟုဒေတာအခြေဆိုင်တော်လန်ရေးတပ်ဖွဲ့တာဝန်ခံတဦးက ပြောပါတယ်။မနေ့ကအင်ဂျင်မြိုင်ကို ပြန်ပေးလိုက်ရတယ်ဒီနေ့တော့ဆယ်တော်ကြီးကိုပါစစ်တပ်ကပြန်ဝင်တွားပြီး ဆယ်ရောကြီးပြန်ရရချင်းပဲရေစလျှော့ရတာပဲဟုထိုသူကဒေတာအခြေအနေကိုပြောပြပါဗျာ ်စစ်ကော်မရှင်တပ်ကစီရင်နှင့်လမ်းမဆက်သူတွေအရာအရေးပါသောအဆိုပါနယ်မြေများကိုပြန်လည်ရရှိသွားသည်ဖြင့်မတရားမျိုးနယ်တွင်ကြေးရွာများမှဒေသခံများစိုးရင်ထိတ်လန့်မှုများဖြစ်ပေါ်ပြီးအများအပြားတင်းရှောင်နေကြကြောင်းသိရပါသည်မတရားတံပြန်ထိုးစစ်ကိုယမန်နှင့်နယ်မာလမှစတင်ခဲ့သောစစ်ကော်မရှင်တပ်သည်လူလက်နက်နှိပညာအင်အားအသာစီထစ်အနောင်ချမ်းအရှိချမ်းတို့ကိုပြလေထိန်းချုပ်ပြီးနောက်ယခုနှစ်အော်တိုဘလ23ရက်နေ့မှစတင်၍မြို့နယ်မြောက်ဘက်သို့ထိုးဖောက်လာ သည်ယခုလရှမ်းတွင်ဆရာတော်ကြီးအနီးကျေးရွာများအထိစစ်တပ်ရောက်လာပါသည်လက်တလောတွင်မတရားမျိုးနယ်မြောက်ပတငါဒီမြောက်ယွာအနီးသည့်စစ်ကောင်ရှင်တပ်အချို့ဝင်ရောက်လာတဲ့ထင်းတော်လန်အေးတပ်များကစုခွာခုခံနေရပါတယ်။ဒေသခံအများအပြားသည်လည်းမြောက်ဘက်ရှိ MDY PDF ထိန်းချုပ်သည့်စင်ကူးနယ်အတွင်ထွက်ပြေးခိုလုံနေရပါတယ်။လက်ရှိတွင်မတရားမျိုးနယ်နယ်မြေအများစုကိုစစ်တပ်ကထိန်းချုပ်နေရာယူထားသည့်အခြေအနေဖြစ်ပေါ်နေပါတယ်။ မတရားမျိုးနယ်အတွင်းစစ်စင်ရေးများဥဆောင်နေသည့်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကိုအထက်ပါစီရေးအခြေအနေများနဲ့ပတ်သက်၍ဆက်သွယ်မိမြန်းထားတော့လေဖရီဆိုချင်မရှိသေးမှာစစ်တပ်ဝါရဖျံမီဒီယာများကလည်းမတရားမျိုးနယ်တွင် MDY PDF ထင်းချိုခဲ့သည့် engine မြိုင်လေကြောင်းရန်တပ်စခန်းနှင့်ဆဲတော်ကြီးရေလောင်တမန်တို့ကိုစစ်တပ်ကအပြည့်အဝပြန်လည်ထင်းချိုနိုင်ခဲ့ကြောင်းယနေ့ဖော်ပြနေကြပါသည် MDY PDF ဒီတအောင်း DNL နဲ့တူ2024ခုနှစ်ဇွန်လ25ရက်နေ့ကစတင်ပြီးတစဲ20ခွန်စစ်စင်ရေးဒုတိယလိုင်းအဖြစ်မတရားမျိုးနယ်ကို ထိုးစစ်ဆင်ခဲ့ပြီးတပတ်အတွင်းမျိုးအရှိတ်မှာစစ်စခန်း၈ခုကိုတိမ့်ပိုက်နိုင်နေတော့ထိုအထဲတွင်အမှတ်မှတ်တစ်ကြိမ်အထ24ကြောင်းရံကာကွယ်တပ်မနာလေးပါဝင်ခဲ့ပါတယ် ရာဝတီမြစ်အရှိဘက်ကန်တွင်တစ်ဆက်တည်းတရှိကြသောမတရားဆင်ကူတပိတ်ချင်းမျိုးတို့ကိုယမန်နှစ်အတွင်း MDY PDF ဥဆောင်သောတော်လရင်တက်များကထိန်းချုပ်ခဲ့ကြပြီးတောင်ဘက်ရှိမန္တလေးအထိထူဖောက်ရာရည်ရွယ်ခဲ့ပြီးနောက်လက်ရှိတွင်တပိတ်ချင်းမျိုးပေါ်နှင့်နေရာအများစုကိုစစ်တပ်ကပြန်ရယူထားသလိုမတရားမြောက်ဘက်အထိစစ်တပ်ရောက်လာသဖြင့်ထိုနှမျိုးကြားရှိ MDY PDF ထိန်းချုပ်တီအဖွဲ့ဝင်အချို့နဲ့ဒေသခံအများစုကလည်းစိုးရိမ်နေကြပါတယ်